Hello me. နေစဲလိုက်ကားရောင်ရွေးခြင်းတဲ့ရှီးသုံးတန်းလေးအကြောင်းပြောပြမယ်နော်။အရှင်ဆုံးမေးခြင်းတာကဘာလို့မွေးနေ့အလိုက်ကားအရောင်ရွေးရတာလဲ။ကျွန်တော်ရိုးရိုးရှင်းရှင်းလေးပြောပြမယ်။အင်ဆောင်ရင်တိုင်ထိတ်ထန်နံပါတ်ကြီးတယ်ဟုတ်။လက်ထက်ရင်မင်္ဂလာရက်ရွေးတယ်။ဒါဆိုတင်းချီချက်ကားတစ်စီးအတွက်ကြတော့ဘဝနဲ့ညီညွတ်တဲ့အရောင်ကိုဘာလို့မရွေးချင်ရတာလဲ။တခါတလေဘေးဒင်းပညာရှင်တွေစီ maybe ပိုက်ဆံအများကြီးကုန်သွားတဲ့သူတွေရှိတယ်။တကယ်တော့ဘေးဒင်းပညာရှင်ကတကယ်ကျွမ်းကျင်ရန်သူတို့တွေထီးပေါက်နေပြီးသားပါ။ ဒီနေ့ကျွန်တော်ပြောမယ့်အရာကဘိုးဘွားဒီခေတ်ကအသုံးပြုခဲ့တဲ့ရှင်းနီးဒီပါယုံနယ်မယုံဘူးကြည်တဲ့နယ်လို့ပြောချင်တာဒါပေမဲ့ကိုယ်တိုင်ကြုံတွေ့အဖြစ်ထိထွန်းပါပါအခုပြောမယ့်အရာကတဲ့မွေးနေနဲ့ကြွက်ညီတဲ့ကားအယောင်တွေပါမဆုံးဖြတ်ခင်နားစိတ်အောင်နားထောင်ပေးပါနော်နေတနင်္ဂနွေနေ့ဖွားကမီဂရုပ်ဆွမ်းအားပါခိုင်မာရဲရင်လေဒါပေမဲ့ရှင်းလူကြီးတွေကတော့ဒီနေ့ဖွားဒီအတွက် group ညင်အောင်ငွေကြေးတည်ညင်အောင်ခီးဒီပေါအောင်အပူသက်ဆော်ပေးတဲ့အယောင်တွေတုံးဖို့ဆိုတယ်တချို့ကပြောကြတယ် ကားညောင်တဲ့ဘဝပြောင်းလဲဆိုတာတကယ်လားလို့ကျွန်တော်မေးချင်တယ်။တင်ဆန်းကြည့်လိုက်တော့ဘဝပိုကောင်းလာတယ်။ဒါဆိုမဆိုင်ဘူးလို့ဆက်ပြောမှာလား။တနင်္ဂနွေနေ့အဖွားတွေကိုအရင်ချီးကျူးချင်တယ်။သူတို့ကရဲရင်ဆုံးဖြတ်ချက်မြန်တယ်။တခုခုကိုစိတ်အားထပ်တန်စွာလုပ်တတ်တယ်။ဒီလိုလူမျိုးကကားညောင်မှလို့ဘဝကမျက်စိလွယ်အောင်တတ်သွားတတ်တယ်။တနင်္ဂနွေနေ့အဖွားတွေအတွက်မင်္ဂလာရောင်များအကောင်းဆုံးကဖြူ၊ cream ၊ရွှေရောင်၊ကံကောင်းစီသောအနီရောင် အကိကကွယ်သောအမေကြားလား ရှေးလူကြီးတွေပြောတယ်တင်းလန်နေဖွားတွေကစိတ်ထားကောင်းတယ်နူးညံ့တယ်ဒါပေမဲ့ခကြီးပန်းလွယ်တယ်ဒါကြောင့်ဘဝမှာတည်ငြိအောင်ကူညီပေးတဲ့ကားအယောင်ရွေးဖို့လိုတယ်အယောင်မှန်ရင်ငွေကြေးအလုပ်ကိစ္စတွေနောက်ကလူသွန်းနေတယ်လို့ချောင်းမွေသွားမယ်တချို့ကဒီလိုအရာတွေကိုမယုံကြဘူးဒါပေမဲ့တုံးကြီးတို့ဘဝကငိန်သက်သွားတယ်ဒါကကံကြုံရင်ကျုံးတယ်လို့လားဒါမှမဟုတ်တကယ်ကဲ့ညီနေလားလားတင်းလန်နေဖွားတွေကိုချီကျူးကြတယ်သူတို့ကစိတ်ထားကောင်းတယ်နူးညံ့တယ်ဒီလိုစိတ်ထားကောင်းတဲ့သူတွေမှာတိတ်တိတ်လေးကန်းကောင်းတာတယ်ကားအယောင်ကန်းဆောင်ရင်ထိပ်ကပ်ပဲ တနင်္လာနေ့ဖားတဲ့အတွက်မင်္ဂလာရောင်ညာအကောင်းဆုံးကခရမ်အဝါဖြောက်အိုးဆာဒါနာဆောင်တော့အပြာနဲ့ဆင်ခွေရောင်အကင့်ကောက်ွယ်တော့အမဲအင်္ဂါအင်္ဂါနေ့ဖားတဲ့မှာမိတာပါတယ်ရဲရင်စွတ်လွတ်စားတယ်အလုတ်ချမ်းမကြောက်ဘူးရှေးလူကြီးတွေက group တင်အား short အာယုံစူးဆိုင်မှုတိုးငွေကြီးအလုတ်ကန်ကန်ကောင်းစေတဲ့အယောင်ဒုံဘူးအထုတတိပေးတယ်တချို့ကမဆိုင်ဘူးလို့ပြောတယ်ဒါပေမဲ့ကားအယောင်ပြောင်းလိုက်တော့ဘဝပိုကောင်းလာတယ်ကျွန်တော်ပြန်မေးခြင်းတယ်မဆိုင်သေးဘူးလို့ခင်နေသေးလား အရင်ချီးကျူးကမဲ့အင်ကန်နေဖွားတွေကလက်တွေ့ကြတယ်။စကားများများမပြောဘူး။ဒီလိုလူမျိုးကတင့်တော်တဲ့အယောင်နဲ့ဆိုရင်ဘဝကမြန်မြန်တက်ထွားတတ်တယ်။အင်ကန်နေဖွားနေပြာမင်္ဂလာအယောင်များအကောင်းဆုံးမိခိုးအမဲအလုကံကောင်းစေသောအနည်းရဲ့အကိတ်ကာကွယ်သောကဖြူ။ဗိုလ်တော်ဟုနေဒီနေ့မှာရေတက်ရှိနေစင်းဆိုင်ညာစကားညာဆွဲဆောင်မှုနဲ့ပညာရေးဂရုပါရှေးလူကြီးတွေတင်ပေးတာကအာယုံစူးစိုက်မှုတိုးဆုံးဖြတ်ချက်မှန်အောင်ငွေကြီးလဲပတ်မှုကောင်းအောင်လို့ကားအယောင်တုံဖို့ဆိုတယ် တချို့လူကြည့်သူတွေကတကယ်ညင်သွားတယ်လို့ပြောတယ်။ရှင်ကောတော့စမ်းကြည့်ဖို့ဖူလားချီးကျူးရမှာပါ။ဘိုးထိုးနဲ့ဖွားလေကနူးညံ့တိမ်မွေ့စကားကောင်းဆွဲဆောင်မှုရှိအချစ်ရဲမှာကန်ကောင်းတတ်တယ်။ကားအောင်ကန်ဆောင်ဟင်းအလင်းဝင်းကျင်ဖြစ်လာတယ်။ဘိုးထိုးနဲ့ဖွားတဲ့အထော်မင်္ဂလာအယောင်များအကောင်းဆုံးအစိမ်းဝင်ငွေတိုးဆဲတော့ကမိခိုးနဲ့ငွေရောင် အကိတ်ကာကွယ်တော့ကအမဲနောက်ချာပြအောင်ဘိုးထိုးနဲ့ညဘိုးထိုးနဲ့ညတွေကနက်နဲတော့ညင်တတ်တိမ်မွေ့တယ်။ရှေးလူကြီးတွေက ဒီကရုတ်ကကားအယောင်ကိုတေးချရွေးဖို့လိုတယ်လို့ဆိုတယ်။အယောင်မှားရင်ဘဝမှာအကြောင်းအရာလေးတွေချစ်တတ်တယ်။ဒါပေမဲ့အယောင်မှန်းရင်ငြိမ်သက်ပြီးဘေးကင်းလာမယ်။တချို့စမ်းကြည့်သူတွေကတိုက်ဆိုင်လိုက်တာအန်အောစရာလို့ပြောတယ်။ရှင်ကောတော့ဒါကကံကြုံရင်ကြုံတယ်လို့လား။အရင်ချီးကျူးအမှာဗုဒ္ဓဟူးနေ့ညတွေကညံကောင်းတတိထမိလွယ်အလိုအရောက်တိမင်မှုအားကောင်းတယ်။အယောင်မှန်းရင်ကန့်အောင်တဲ့အခါမှာတိတ်တိတ်လေးပြင်းမဲ့အားပင်းပင်းနဲ့ဖျက်တတ်တယ်။ဗုဒ္ဓဟူးနေ့ညဖောက်တဲ့တော့မင်္ဂလာအယောင်များအကောင်းဆုံးခရယငွေကြေးကံကောင်းစေတော့ကအမဲ။ အကေကာကွေတော့ကအထူဂျာလာဘရင်းနဲ့ဂျာလာဘရင်းနဲ့ကဂုံးတိခါအတိညာဉာဏ်ပညာနဲ့တည်ငြိမ်မှု group ပါရှဲလူကြီးတဲ့တင်ပေးတာကဒီနေ့ဖွားရတဲ့လေးနတ်မှုတော်ကိုကာကွေနဲ့လူတွေကိုကွေအားထားရအောင်ကူညီပေးတဲ့ကားအယောင်ရွေးဖို့လိုတယ်လို့ဆိုရတယ်။တချို့ကမထီရဘူးလို့ထင်ကောင်းထင်ကြမယ်။ဒါပေမဲ့အယောင်မမှန်းဟင်အသေးစိတ်ကိစ္စလေးတွေမကြာခဏကြုံတွေ့ရတယ်။ရှင်ကောတော့ဒါကကံကြုံတာပါလို့တကယ်ထင်တာ။ချီးကျူးရမှာပါ။ဂျာလာဘရင်းနဲ့ဖွားရကကောင်းတယ်။စိတ်ထားကြီးတယ်။ကိုကျင့်တာလာတယ်။ကားကန်ဆောင်ရင် အလို့ကိစ္စတွေမျှော်လင့်ထားတဲ့အတွက်ပိုကောင်းလာမယ်။ဂျာလာပရင်းနဲ့ဖွာဒီအတွက်မင်္ဂလာအရောင်များအကောင်းဆုံးအဖြူအဝါ။အလို့ကန်ဆောင်စားတော့ကအပြာ။အကိတ်ကာကွယ်တော့ကအမဲ။တောက်ကြ။တောက်ကြနေဖွာဒီကဆွဲဆောင်မှုငွေကြေးအချစ်ရည်နဲ့ကန်ကောက်ချင်းဂရုပ်ပါ။ရှေ့လူကြီးတွေကဆွဲဆောင်မှုကိုထောက်မှန်ဟွင့်တင်ပေးတဲ့အရောင်ရွေးဖို့ဆိုရဲ။ဒါဆိုလူချစ်လူခင်ပုံများကန်ကောက်ချင်းတွေသူ့အားသူ့ဝင်လာမယ်။တချို့စမ်းကြည့်သူတွေကငွေစပြေးလာတယ်လို့ပြောတယ်။ရှင်ကောတော့စမ်းကြည့်ဘူးဖုနာ။ချီချွတ်ကြပါတယ်။ တောက်ကြနေဖွားတဲ့ကစကားကောင်းဆက်ဆံရေးကောင်းလူဆွဲဆောင်လွဲတယ်ကားရောင်မှန်းနေဆွဲဆောင်မှုနဲ့ကံနေမြင့်တက်လာမယ်တောက်ကြနေဖွားတဲ့အတွက်မင်္ဂလာရောင်များအကောင်းဆုံးပြာအဖြူငွေချေးဆောင်တော့ကပန်းအကိတ်ကောက်ွယ်တော့အမဲရှဲလူကြီးတွေပြောတယ်စနေနေ့ဖွားတွေက growth အားကောင်းတယ်တည်ငိမ့်တယ်ဒါပေမဲ့ခီးပန်းမှာအကိတ်ကံလေးနည်းနည်းရှိတိုက်တယ်ဒါကြောင့်အယောင်ကိုအထူးသဖြင့်မှန်အောင်ရွေးဖို့လိုတယ်နေ့နဲ့တိုက်ဆိုင်ရင် growth ကတိတိတသာသာညင်းတက်ပြီးဘေးကိန်းလာမယ်တချို့ကကားရောင်နဲ့မဆိုင်ဘူးလို့ပြောတယ် ဒါပေမဲ့ကားရောင်ပြောင်းလိုက်တော့ဘဝပြောင်းသွားတယ်။ရှင်ကောတော့ဘာကြောင့်လို့ထန်လဲ။အရင်ချီးကျူးရမှာစနေနေ့ဖွားဒီကခိုင်မှာဒီခန့်လဲပုတ်ဝန်းကျင်ကိုကြည့်ရှုစောင့်ရှောက်တိုက်တယ်။ကန်းဆောင်နဲ့အယောင်ရရင်ခီးပန်းကန်တိတိတတာပိုကောင်းလာမယ်။စနေနေ့ဖွားဒီအတွက်မင်္ဂလာရောင်များအကောင်းဆုံးအမဲဥစ္စာဒါနဆောင်တော့ကခရမ်းအကိတ်ကာကွယ်တော့ကအဖြူဒီလိုကတော့ Lucky Channel ကစူးစီးဖော်ပြပေးတဲ့ရှင်းနည်းလေးပါ။ယုံနဲ့မယုံဘူးကြီးတဲ့တယ်လို့ပြောချင်တာ။ဒါပေမဲ့ရှင်စန်းကြီးလို့အကျိုးရှိရင်ကျွန်တော်ကိုပလန်ပြောပြဖို့မမေ့ပါနဲ့နော်။ တိုက်ဆိုင်မလားမတိုက်ဆိုင်ဘူးလားဆိုတာ comment လုပ်ခင်နိုင်တယ်။နောက်ပြီး Lucky Channel ကို follow လုပ်ဖို့မမေ့ပါနဲ့။ဒီလိုအကျိုးရှိရှိနီလန်းကောင်းလေးတွေရယူဖို့တော့ပေါ့။